အားလုံးမင်္ဂလာပါအင်းမြ education မှာယနေ့တင်ချမဲ့တင်ချိုင်းလက်စင်ကတော့ G5 တင်ရုပ်အခန်း16ရဲ့ lesson 35ပဲဖြစ်ပါတယ်ဆက်လို့စီးမြင့်နံပါတ်3ကိုဆက်လက်လေ့လာလိုက်ရအောင်ပါစီးမြင့်နံပါတ်3မှာဆိုရင်ပေးထားသောဂုဏ်တတိသည်ဖြန့်ဝေရဂုဏ်တတိပဲဖြစ်ပါတယ်စာကေဒီ triangle ကိုလည်းမြောက်ပါမယ် square ကိုလည်းမြောက်ပါမယ်ပထမအဆင့်ဖြည့်ရှင်းပါမယ်4/5 into 2/2 + 1/2ပဲဖြစ်ပါတယ်ပထမဂိမ်းသည်4/5ပါဂွင်းတွေကအပိုင်းဂိမ်းကိုဖြည့်ရှင်းလို့ရရှိလာသောတန်မှုသည်7/7ပဲဖြစ်ပါတယ်မြောက်လို့ရရှိလာသောဖြည့် သည်40/50မဲ့ဖြစ်ပါတယ်နောက်ထပ်အဆင့်နှစ်ကိုဖြည့်ရှင်းပါမယ်4/5 2/3 black 4/5 1/2ပဲဖြစ်ပါတယ်ပထမကိန်းတွဲကိုဖြည့်ရှင်းတဲ့အခါမှာ8/50မှာဒုတိယကိန်းတွဲကိုဖြည့်ရှင်းတဲ့အခါမှာ2/5ပါပိုင်းခြေညှိပြီးပေါင်းလို့ရရှိလာသောတန်ဖိုးသည်40/50ပဲဖြစ်ပါတယ်ထို့ကြောင့်ဖြန့်ဝေရကုန်တတိသည်လည်းပြည်လည်မှုရှိပါတယ်ယနေ့တင်ကြားပေးခဲ့တဲ့တင်ကြားရေးလမ်းစဉ်ကိုနားလည်လိုက်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေဗျာ